အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုတည်ဆုံမဲ့တခြင်းကတော့တေးရေးမင်းစော်ရေးဆက်ထားတဲ့ချမ်းတုံချမ်းဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီတခြင်းကိုပါဝင်အားဖြင့်ကားဖြောက်ဖြောက်ဖော်ပြပေးမယ်မြမလေးတင်စာလီမြင့်ကျော်ကိုဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာ တင်ကျင်းရင်နဲ့ပြောမှုကြတဲ့တုံချမ်းချမ်းတုံချမ်းဘရောက်ရွှေရင်လူနဲ့တကူချမ်းတုံချမ်းတုံချမ်းတွေရသည်ကူပျော်ရွှင်ခြင်းလူမောင်းတဲ့တွေများနဲ့စားကြတဲ့ဝိုင်းခွဲအင်းများတဲ့တကူရဲ့ချမ်းတုံချမ်းတင်ကျင်းရင်နဲ့ပြောမှုကြတဲ့တုံချမ်းချမ်းတုံချမ်း ောက်ဆွေရည်လူနှစ်တကူကြံတုံကြံတုံချမ်းတွေရသည်တကူပျော်ရွှင်ခြင်းသူအပေါင်းသင်းတွေများနဲ့အစားကြတဲ့ဝိုင်းပွဲအင်းများတဲ့တကူရဲ့ကြံတုံချမ်းပက်ပါပက်လိုက်ကြပါဆွဲဆွဲဆိုသွားစမ်းမိတ်ဆွေတက်တွေမိတ်ဆွေအောင်တွေတွေ့ကြစိတ်ရွှင်လန်း တဲ့ကျန်တုံးချက်ချက်တန်စင်တွေ တုံးချက်ချက်ယေစုကတုံးချက်ချက်ပြောမြူးကြတဲ့ပြုံတွေကိုစီပရောင်ရည်လေးပြဲမွေးကြိုင်လုံးလဲညီညီညာကချီတီကျူးကြတဲ့ကြံသေးတဲ့လွင် 肩动肩。 လောင်မပစ်ပါတက်လိုက်ကြပါဆွဲဆွဲဆိုသွားစမ်းမိတ်ဆွေတက်တွေမိတ်ဆွေဟောင်းတွေတွေ့ကြစိတ်ရွှင်လန်းတာရကျန်တုံချမ်းချမ်းတန်စင်တွေတုံချမ်းချမ်းဤစုကတုံချမ်းချမ်းအပျော်မြူးကြတဲ့ပြုံးတွေကိုစီရောင်ရည်လေးဖြန်းမွေးချိုင်လုံးလန်းညီညီညာကဟန်ချီတီကျူးကြတဲ့တကြံသေးပြန်လွှင့် င်းတိုင်းရင်သာတကြံတချင်းလေးဆိုပြန်တော့တယ်အရင်နားထောင် လို့ကောင်းတာပဲနော်ကိုအဲညီလေးချမ်းတုံချမ်းဆိုသွားတာတချင်းလေးနဲ့အကလေးနဲ့လိုက်ဖက်ပါတယ်နော်ချမ်းတုံချမ်းလေးကိုညီလေးမြူးမြူးကြွကြွလေးနဲ့ဒီဆိုသွားတဲ့အတွက်ဝင်းနာဆိုကြီးပိုင်ဆိုင်နိုင်ပါစေအမမောင်လေးကိုပွဲစဉ်တစ်လျှောက်လုံးစောင့်ကြည့်လာတာ performance နဲ့ပတ်သက်ရင်တော်တော်လေးအားနေလို့အမမှသူများတွေထပ်ပို့ပြီးတော့မောင်လေးကို တင်ပေးခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ကြည့်ရတဲ့အချိန်မှာ မောင်လင်းအတွေ့အကြုံတွေကအများကြီးစကားပြောလာတယ်။ performance တွေတော်တော်ကောင်းလာတယ်။အမချီးကျူးပါတယ်။နော်စီမီရောက်လာလို့လားမသိဘူး။တလျှောက်လုံးမှာအမရဲ့ချီးကျူးစကားကိုမောင်လင်းဒီတစ်ခါပဲကြားရသေးတယ်။ congratulation ပါ။တားရဲ့အမြင့်တန်လေးတွေကိုတားအားရပါရမဆိုးနိုင်တာကိုဒီဆွေမြင်နေရတယ်။သိလား။ဘာဆိုကီးမြင့်လို့လားဒါမှမဟုတ်လို့ရှိရင် အာရော့နေသလား။ အဲအဲ့လိုလေးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီသချင်းကတချို့ pitch တွေကတော်တော်မြင့်နေတာကိုစီသူလင်တို့ကိုဂရီယန်တို့ဆိုထားတဲ့အထဲမှာဆိုလို့ရှိရင်ဒါတွေကမြင့်နေ note တွေပါတယ်အဲ့တော့အဲ့ဒီဟာလေးတစ်ချက်ပဲဒါပေမဲ့ဟိုအမှားယွင်းမဟုတ်ဘူးသားအားမရလိုက်တဲ့ဟာလေးမြင်ရတာပေါ့အဲ့ဒါလေးတခုပါပဲကျန်တာကတော့ဘာမှမလိုအပ်ဘူးအဲ့တော့ဗိုဒီနေအများကြီးရပါစေ good luck ပါအောင်စီ तू ကအရင်တော့ဆိုမထုံတက်သေးနည်းနည်းခေါင်းမာတယ် မပြုတ်ပြင်မပြောင်းလဲနိုင်ဘူးလို့ထင်ခဲ့တယ်ပေါ့နော်ဒီနေ့တော့မလနှမျိုးပြောသလိုဒါအများကြီးစူးစမ်းလာတယ်အများကြီးပြောင်းလဲလာတယ်တွေ့တွေ့ပါတယ်အဲ့တော့ဒါရဲ့ပြုတ်ပြင်ပြောင်းလဲမှုတွေတွေ့လာပြီဆိုတော့စီမင်းစီကံပိုင်းဆိုင်ရာအရာဒါဘက်ကစီကံဖောက်ထားတာတော့မဟုတ်ပါဘူးအကိုဘက်ကဖောက်ထားတာတခုရှိပါတယ်ပြီးခဲ့တဲ့အပတ်အင်တာဗျူးမှာကျန်တဲ့သူတွေကမိဘတွေလာတယ်ညီကိုမောင်နှမတွေလာတယ် तू ကမရှိဘူးမရှိတော့သူ့ဖန်ကျွန်တော်တို့အရင်ကောင်မလေးတယောက်ကအင်တာဗျူးခိုင်းလိုက်တယ် ဟွာလို့အောင်စီသူလို့ဝဏစုဟာလို့ငါလက်ထဲမှာရှိရဲ့လို့အဲ့တော့လို့ဝဏစုရကြင်သူ့ယူလိုက်လို့သူ့ရင်ကဝဏစုပေးမယ်လို့ရုံထဲမှာစည်းကမ်းထုတ်ထားတယ်လို့ဝဏန်းချင်းချင်းမကြရဘူးလို့ပြောထားတယ်လို့ဒါပေမဲ့အကိုခွင့်ပြုပါတယ်လို့ပြောတာမယူအောင်ခင်ဗျမယူပါဘူးအဲ့တော့ဒီအချိန်မှာ ပြောင်းလဲလာပြီဆိုတော့ပြောင်းလဲခြင်းလည်းရပါသေးတယ်နော်။ပြောင်းလဲဖို့ဆန္ဒရှိမရှိမရှိပါဘူး။အဲ့ဒါကွာသူ့ရဲ့ style နဲ့သူ့ရဲ့စွဲဆောင်မှုတစ်ခုဖြစ်နေတာကောင်းပါလေဘာဖြစ်ပြောမင်းရဲ့ယူသားတဲ့အမူအရာလေးတွေယူသားတဲ့အပြုအမူလေးတွေချစ်စရာကောင်းနေပါတယ်။နော်အဲ့ဒါတွေကိုအမြဲတမ်းရာသက်ပန်ထိန်းပြီးတော့ကြတော့ဘယ်နေရာမှမဆိုယူသားသားနဲ့ယူသားပါဒီနေ့လေယူသားသားလေးနဲ့မင်း ကိုဘက်ကအတက်နိုင်ဆုံးပြောင်းလဲပြီးတော့တင်ဆက်သွားတာဂျေဇူးမြတ်ကြီးတင်ပါတယ်စီကမိုင်းဆိုင်ရာရလဲရန်တော်လာပါတယ်နော်လုံးဝအမတ်ပြည့်မဟုတ်ပေမဲ့အဟွာလေးပဲရော point 2လေးပဲရော်တာနော် good luck အဲတခုတော့ရှိရဲ့နော်အကယ်၍နောက်ဘက်ပြုတ်သွားခဲ့ရင်အကိုဖြုတ်တာမဟုတ်ဘူးနော် မတော်တဆပြောတာပြုတ်သွားခဲ့တည်ကြည်တော့သူမေးတဲ့မိန်းမမယူလို့ဖြုတ်လိုက်တယ်ဖြစ်နေပါလို့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်